မင်္ဂလာပါရှင်။နိုဝင်ဘာလ29ရက်ကျသာပရိနေ့ရဲ့ထူးခြားပြည်တွင်သတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ပထမဦးစွာတင်ဆက်ပေးမှာကတော့ KGB နေမြေတွင်းရှိအဆောက်အုပ်238လုံးကိုဖြုတ်ချဖျက်ဆီးခဲ့တဲ့သတင်းဖြစ်ပါတယ်။ KGB နေမြေတွင်းရှိအဆောက်အုပ်238လုံးကိုဖြုတ်ချဖျက်ဆီးခဲ့ပြီးရွှေကုတ်ကုန်းနေမြေတွင်းမှတရားမဝင်ပြပနိုင်ငံသား52ဦးအားထပ်မံလွှဲပြောင်းပေးရခဲ့ကြောင်းသိရပါတယ်။အဆိုရအနေဖြင့်မြရီမြို့နယ်ရှိရွှေကုတ်ကုန်းနေမြေနှင့် KGB နေမြေများတွင် ကမ္ဘာတဝန်းလုံးမှကန့်ကွက်ရှုံချလျက်ရှိတဲ့ online လေလံမှုများနှင့် online လောင်းစားမှုများကျွလွန်လှဆောင်ခဲ့ကြတဲ့နေရာများမှာလုံခြုံရေးတပ်ဖွဲ့ဝင်များအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့်ဒေတာရင်းတာဝန်ရှိသူများပါဝင်တဲ့ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များဖြင့်ဝင်ရောက်ရှင်းလင်းခြင်းတရားဝင်အစအုပ်များနှင့် online လေလံမှုများတွင်အသုံးပြုခဲ့တဲ့အသုံးဆောင်ပစ္စည်းများအားစနစ်တကျဖြိုချဖျက်ဆီးခြင်းတရားမဝင်ပြည်ပနိုင်ငံသားများအားဖော်ထုတ်ဖန်ဆီးအရေးယူဆောင်ခြင်း ်သက်ဆိုင်ရာနိုင်ငံများသို့ပြည်နယ်လွှဲပြောင်းပေးခြင်းများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။အဲ့ဒီလိုဆောင်ရွက်လျက်ရှိရာနိုဝင်ဘာ25ရက်ကအပိုင်း၃နေမြေတွင်အွန်လိုင်းလည်လည်မှုများနှင့်အွန်လိုင်းလောင်းစားမှုများကျွလွန်ရာတွင်အသုံးပြုခဲ့တဲ့ကွန်ပျူတာအလုံးတရာအားသိမ်းဆည်းရမိခဲ့တဲ့အပြင်တရားမဝင်အဆောက်အုံကိုလုံကိုထပ်မံဖြိုချဖျက်ဆီးခဲ့တာကြောင့်ကေကေဘတ်နေမြေအတွင်းရှိအပိုင်း၃ပိုင်းတွင်တရားမဝင်အဆောက်အုံစုစုပေါင်း635လုံးရှိတဲ့နေ239လုံးကိုဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့မြချောင်းရီအုံချခြင်းများအတွက်မြန်မာတိုင်းပူးတွဲနယ်နိမိတ်ကော်မတီဖွဲ့စည်းတဲ့တင်ဖြစ်ပါတယ်။ထိုင်းနိုင်ငံနဲ့နယ်နိမိတ်တိုင်းဒါချင်းပါဝင် မြချောင်းများတွင်သွာလာရေးမြချောင်းရီအုံချခြင်းများအတွက်မြန်မာတိုင်းပူးတွဲနယ်နိမိတ်ကော်မတီဖွဲ့စည်းလိုက်တယ်လို့မြန်မာနိုင်ငံပြန်တမ်းတွင်ဖော်ပြထားပါတယ်။အဆိုပါကော်မတီတွင်နိုင်ငံခြားရေးဝန်ကြီးဌာနဒုဝန်ကြီးကဥက္ကဋ္ဌဖြစ်တာဝန်ယူမှဖြစ်ပြီး အတွင်ရေးမှုဖြင့်နိုင်ငံခြားရေးဝင်ကြီးဌာနကောင်စီရေးရနှင့်ဥပဒေရေးရဦးစီးဌာနနယ်နိမိတ်ဌာနကညွှန်ကြားရေးမှုကတောင်းယူမှာဖြစ်ပါတယ်။အဖွဲ့ဝင်များဖြင့်ထိုင်းနိုင်ငံရှိမြန်မာတန်အမန်ကာကွယ်ရေးဝင်ကြီးဌာနကာကွယ်ရေးဦးစီးချုပ်ယုံရှိရေတပ်ပင်မတိုင်းတားရေးတမတပ်မှုပြည်ထောင်ဝင်ကြီးဌာနအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှညွှန်ကြားရေးမှုချုပ်ပါဝင်အဖွဲ့ဝင်18ဦးဖြင့်ဖွဲ့စည်းမှာဖြစ်ကြောင်းသိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့မြမချမရေတနာပြဝဲနဝမနေတွင် ကြောက်စင်းအတွဲပေါင်း918တွင်ရောင်းချနိုင်ခဲ့တဲ့သတင်းဖြစ်ပါတယ်။အကျဉ်60မြောက်မြမကြောက်မရေတနာပြဝဲနဝမနေကိုနိုဝင်ဘာ25ရက်နေ့နဲ့ပိုင်းကနေပြည်တော်ရှိမဏိရေတနာကြောက်စင်ခမ်းမမှာဆက်လက်ကျင်းပါရာအုပ်စုစီမှကြောက်စင်အတွဲပေါင်း950ကိုပြည်ရင်းပြည်ပရေတနာကုန်သည်များအားအိတ်ဖွင့်တင်တာစနစ်ဖြင့်ရောင်းချပေးခဲ့ပြီးကြောက်စင်အတွဲပေါင်း918တွဲရောင်းချခဲ့ရကြောင်းထုတ်ပြန်ကြေညာထားပါသည် အခုကျင်းပါတဲ့အကြိမ်60မြောက်မြမကြောင့်မြေတနာပြပွဲတွင် ပလေအတွေ့ပေါင်း443တွေ၊ကြောင်မြက်အတွေ့ပေါင်း68တွေ၊အုပ်စုအင်းနဲ့ဘီတို့မှကြောင်စင်အတွေ့ပေါင်း2130နဲ့အုပ်စုစီမှကြောင်စင်အတွေ့ပေါင်း1412တွေကို ပြည်ရင်းပြည်ပရတနာကုန်တွေများအားရောင်းချပေးနိုင်ခဲ့ကြောင်းသိရပါရဲ့ရှင်။